ကားလေးတစ်စီးလောက်ရှိရင်တော့ကောင်းမယ်ဆိုရင်စိတ်တော်ဖြစ်မြာဘာဖြစ်လို့လဲဆိုတော့တလောက်ပဲမကုန်ဘူးဆိုရင်တစီကအနည်းဆုံးတသိန်းခွဲနှစ်သိန်းလောက်သွားရနော်ဘယ်လိုပြောရမလဲရရတယ်မကာမီရဲ့ပုံစံပေါ့ဒီတစီမှမစီရင်လည်းကျွန်တော်ဒီထုတ်ကြီးထုတ်ငယ်နေဗစကားလည်းသွားစီလို့မရဘူးဘယ်လိုပြောရမလဲတခါတလေအဲ့လိုတငယ်ချင်းနေနဲ့နီးလို့အာလာခိုင်းတာဘာညာမျိုးရှိပေမဲ့အမြဲတမ်းကြီးကြတော့ဒါကိုယ်စိတ်မျိုးသားချင်းလည်းမဟုတ်ကိုယ်မိသားစုလည်းမဟုတ်တော့အာတခါနှစ်ခါပဲကောင်းတာပေါ့ဒီကျွန်တော်အရင် လက်ဖွာတဲ့ထဲမှာပါတယ်ပစံပစံကိုလက်ထဲမှာရှိနေလို့ဆိုကျွအဲ့လိုမျိုးဟိုကဆိုလဲပတ်ခနဲဒီကဆိုလဲပတ်ခနဲအဲ့လိုမျိုးဆိုတော့ဒါအင်ရမေကိုအပ်ထားတယ်ပေါ့အဲ့လိုပေါ့ပေးပါတယ်ပေးတင်းတလောက်ပေါ့အာငငယ်တဲ့ကကျွန်တော်တာယူနဲ့ပဲနေတာဆိုဟိုဖေမေနဲ့အခုနောက်ပိုင်းကြီးမှဒါပြောင်းနေတာငငယ်တော့ဆိုအဲ့ဗဟန်းမှာပဲတူတူနေရမျိုးဆိုတော့အာတခုခုလိုအပ်တာရှိလဲတာကြီးပဲပေါ့အခုအချိန်ဝါနဲ့လဲဒါကျွန်တော်တချို့ဆိုရင်ဒါ အာအရင်တော့ကတဲရဒါတိုက်တူလေးလားတိုက်တူလေးအဲ့လိုအဲ့လိုမျိုးလေးနဲ့ပေါ့လူတိများကြတာဆိုတာအများကြီးကတော့ထောက်ပံ့ဖြစ်ပါတယ်။ចောင်းသားကားလေးဆိုတော့အများကြီးပျော်တယ်ပေါ့ဘာလို့လဲဆိုတော့အာဘယ်လိုပြောရမလဲတက္ကသိုလ်ចောင်းသားပေါ့နော်ကျွန်တော်ကတက္ကသိုလ်ရဲတက်ချင်တာပေါ့တက္ကသိုလ်လည်းမင်းမတက်ဘူးလေတခါမှလည်းဆိုတော့အဲ့လိုမျိုးចောင်းသားကားလေးဆိုတော့ရန်လဲပျော်တယ်ចောင်းသားကားဆိုတဲ့အတွက်ကြော်လဲဒါចောင်းသားရွယ်ပဲဆိုတော့အဲ့လိုပေါ့ပေါ့ပါပါပဲပေါ့တိတ် stress မရှိဘူးပေါ့အခုဒါရင်ကျိမှုမှရိုက်တာပေါ့နော် ကျောင်းလေတက်ကတူတစ်ခုရောက်တိုင်းအောင်အဲ့လိုတက်ကတူတက်ချက်အဲ့ကျောင်းမှာတက်ချင်စိဖြစ်တယ်။ဘာလို့လဲဆိုတော့တခါမှမတက်ဘူးလို့ပဲဆောနာပြောအခုဒီလူပညာကျောင်းရောက်အာရေချင်းမှုကျောင်းရောက်တော့လေဒါသူ့မေဂျာမေဂျာလေးလိုက်ပါကျွန်တော်တို့ဟိုသမင်းသွားစားတဲ့နေရာဆိုရင်စာကြည့်တိုင်းနာပေါ့စာကြည့်တိုင်းနာဆိုရင်သူကအဲ့မှာအကမေဂျာရှိအဲ့ပါကျောင်းကျောင်းသူကျောင်းသားလေးအကကျင့်နေရကြည့်ပြီးတော့ကျွန်တော်တဘောတွေကြပြီးတော့အဲ့လိုလွတ်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 ပေါ့တက်ချင်တာကတော့ main နဲ့မှာတော့တက်ချင်တာပေါ့ main ရကြောင် main ဆိုတော့ဒါပေမဲ့ဒီကိုရောက်တော့လေအဲ့လိုဒီမှာတက်ချင်စိအဲ့လိုဖြစ်သွားတာပေါ့ စုံပေးတဲ့သဘောပေါ့ကျွန်တော်တို့ရွှေချိုဒါဒီမှာပါမယ်ဆိုရင်ကျောင်းညီမလေးမိုးကိုခန့်လို့နော်အာဟိုမှာမတ်ကြော့ကြော့ပြီးသွားလို့ရှိရဲအဲ့လိုလေးပါတာပေါ့နော်ပြီးရင်ရှေ့စီနီယာရွှေချိုတွေနဲ့တွေ့ရဆိုတော့အဲ့လိုမျိုးဘယ်လိုပြောအာပြောပါတယ်အဓိကတော့ဒါရွှေချိုကာလကိုပြန်ရောက်သွားလို့ခင်စားတာပေါ့အ flexible ဖြစ်ပါတယ်အဲ့အမတက်ရောက်နာမည်တော့မသိသေးဘူးခုရတည်းဒါမဲ့တော်တော်ရင်းနှီးနေပြီကျွန်တော်တို့ဒါအခုမှသူနဲ့ပထမဆုံးစုံတာပေါ့ပထမဆုံးလဲတွေ့ရဲဒါ shooting လဲပထမဆုံးစုံတာ ပထမဆုံးနေ့မှာတော်တော်ရင်းနှီးနေတယ်။ဟောခန်းစားချက်လေးအရပြောပါရဲဒါကျွန်တော်တို့ရွှေချိုအာစီနီယာတွေရောဒါကျွန်တော်တို့ရွှေချိုညီကောင်မောင်နှမတွေအကုန်လုံးကဒါကျွန်တော်တို့ရွှေချိုဆိုတာကျွန်တော်ရဲ့လူပညာရှင်လမ်းအစလေနော်။အဲ့ခြေလမ်းအစမှာအခုနောက်တလန်းလန်းတာကိုတူတူလန်းခွင့်ရတယ်ဆိုတာပြပြောစရာပဲပေါ့ကျွန်တော်တို့လှုပ်လှုပ်啊တူတူအဲ့လိုမျိုးရေတော့မဟုတ်ပါဘူးအကုန်လုံးကတော့သူ့အနေနဲ့တူတော့အာလုံနေကြရပဲပေါ့အာကျွန်တော်တို့ ကျွန်တော်တို့ကတော့ဒါတစ်ချက်တစ်ချက်အဲ့လိုမျိုးကျွန်တော်တို့ဘာလုပ်နေရဆိုတာလေးတွေကိုကျွန်တော်တို့ update တင်ပြတယ်ဒါကြောင့်လို့သိကြရတယ်ပေါ့အဲ့လောက်ပါပဲတချို့ကြောက်လဲသူကသူလေးတွေကသူ့လုံနေတဲ့သူတွေတော့ရှိရတယ်။อืมအရင်တော့ကျွန်တော်ကျွန်တော်ပါကျွန်တော်ပဲစီမံခန့်ခွဲတာ။အေးဆရာကြီးလုတ်ချင်တယ်။ဒါပေမဲ့အခုကျတော့မနိုင်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အရင်လက်ဖွာရတဲ့နေရာမှာပါတယ်ပတ်စံပတ်စံကိုယ်လက်ထဲမှာရှိနေလို့ဆိုရင်ကျွန်တော်အဲ့လိုမျိုးဟိုကဆိုလဲပတ်ခနဲ့ဒီကဆိုလဲပတ်ခနဲ့အဲ့လိုမျိုးဆိုတော့ဒါအိမ်ရမေကိုအပ်ထားရပေါ့။ ဲ့လိုပေါ့ပေးပါတယ်ပေးတင်းတလောက်ပေါ့စားတာပါပေးပါတယ်သူကတော့အဲ့လိုမျိုးဟိုလိုမျိုးတော့မရှိဘူးအော်အများကြီးပဲအများကြီးပဲဆိုတော့ဒါငငယ်တဲ့ရပေါ့နော်ဘယ်လိုပြောမလဲအာငငယ်တဲ့ရဆိုတော့တာယူနဲ့ပဲနေတာဆိုဟိုဖေမေနဲ့အခုနောက်ပိုင်းကြီးမှသာပြောင်းနေတယ်ငငယ်တော့ဆိုအဲ့ဗဟန်းမှာပဲတူတူနေရမျိုးဆိုတော့အတခုခုလိုအပ်တာရှိလဲတာကြီးပဲပေါ့အာအခုနောက်ပိုင်းကတော့တိတ်ပြီးတော့လဲအဲ့လိုမျိုးမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒါကိုယ့်အလီနဲ့ကိုယ်လဲ ီလိုလေးဖြည်းဖြည်းချင်းလေပတ်နေတာမျိုးဆိုတာဘယ်လိုပြောရမလဲအရသမားဒီလိုပြန်ပြီးပြန်ဘယ်လိုပြောရမလဲ invest ပြန်လုပ်တာပေါ့အဲ့လိုအဲ့လိုပုံစံလေးပါအာအများကြီးကိုညီဖြစ်ပါတယ်ဒါကြီးရတာအာဘယ်လိုပြောရမလဲ तू အာ तू အချိန်အဝါပေါ့နော်ပြောရမယ်ဆို तू ဒီ support တယောက်ဆိုရဲနာမည်ကြီးပေါ့နော်သူလည်းဒီသူအာလောက်တက်လည်းရှိလာပြီဆိုတော့အဲ့လိုမျိုးသူအချိန်ဝါနဲ့လည်းဒါကျွန်တော်တို့တချို့ဆိုရင်ဒါအ အာအရင်တော့ကတဲရဒါတိုက်တူလေးလားတိုက်တူလေးအဲ့လိုအဲ့လိုမျိုးလေးနဲ့ပေါ့လူတိများကြာဆိုတာအများကြီးကတော့ထောက်ပဲဖြစ်ပါတယ်ဟုတ်တယ်အဲ့အဲ့လိုမျိုးရရှိကျွန်တော်နည်းနည်းညားရခေါင်းထဲမှာထည့်ထားတာညားရဆိုတော့အဲ့လိုအိမ်ရှိမယ်တိုက်လို့ရှိမယ်ပြီးရင်ဒေါ်ငယ်အဲ့လိုအဖွားရရောအများအများကြီးရှိရပေါ့အဲ့ဒါကြောင့်ရားပစံမလောက်ဘူးဖြစ်နေအမ်ပေါ့အဲ့လိုကိုကိုကိုဂုံဖော်တာမျိုးတော့မဟုတ်ပေမဲ့ကျွန်တော်အဲ့လိုမိသားစုဆွေမျိုးညာတကာနဲ့ပတ်သက်ရင်တိတက်တယ်တယ်မှာပါတယ်လို့ထင်တယ်ကိုကို မိသားစုတွေမကဘူးဒီလိုဘယ်လိုပြောမလဲဆွေမျိုးတငယ်ချင်းတငယ်ချင်းဆိုဥမာအာကျွန်တော်တို့ဆိုရင်ဒါ MD4 ရဲ့ပေါင်းလိုက်တငယ်ချင်းတွေပဲရှိရဲ့ခုလောက်ဆိုတော့နှစ်နှစ်ကျော်ကျော်လောက်ရှိပြီသူတို့နဲ့ခင်လာအဲ့လိုမျိုးဆိုလဲမိသားစုလို့ဖြစ်နေရောအဲ့လိုသူတို့ဆိုရင်လဲတခုခုအာဖြစ်မှာတို့ဘာညာအဲ့လိုမျိုးစိတ်ပူပဲပေါ့အဓိကကတော့အတွေ့အတာကြီးတာပေါ့ရင်စိုးလုံးစင်တဲ့ရီမန်းချက်လေးဆိုရင်တော့ကျွန်တော်ကอืมအာကျွန်တော်ခုလဲပေါ့နော်စံနေစုနေမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော် အာကားကားဝယ်ကြလို့ကားကားပြီးရင်ကျော်အိမ်ဝယ်မယ်ပေါ့ဒါပါပဲအများကြီးတော့မရှိပါဘူးနောက်ပိုင်းကတော့အာဘယ်လိုပြောရမလဲကားနဲ့အိမ်ရရင်တော့လူဆိုတာကတော့အဆင်ပြေသွားပြီလေနော်လူနေမှုဘဝမှာဆိုတော့အဲ့လိုမျိုးပြီးသွားလို့ရှိရင်တော့ဒါပြန်ပြီးတော့ဘယ်လိုပြောရမလဲဒီဘက်ကိုပြန်ကြည့်မယ်ပေါ့ကိုရဲ့အာကျွန်တော်ကတော့ shooting နေပါတယ်တော့ရင်အဲ့လိုတာကြီးတို့ဘာလို့လဲမခေါ်ဘူးအိမ်ကအမေတွေလည်းမခေါ်မခေါ်ဘူးဆိုတာက ကျွန်တော်ကိုယ်တိုင်လည်းတာကြီးရှူတင်နောက်ငယ်ငယ်ကလိုက်ဘူးပဲလေအဲ့လိုမျိုးဆိုရင်ရှူတင်သဘောတဘာဝသိရလို့ပြောလို့ရတာပေါ့အဲ့လိုမျိုးဆိုတော့ဒါအအနောက်မှာလိုက်လာတဲ့သူတွေဆိုရင်အဲ့လိုဘယ်လိုပြောရမလဲဟိုသူတို့ပါတဲ့အတာတွေကဒါရိုက်ရင်ခေါ်ရိုက်လိုက်ရိုက်ရင်တွားရိုက်လိုက်မရိုက်ရင်နားလိုက်အဲ့လိုမျိုးပေါ့ဒါပေမဲ့သူတို့အဲ့လိုက်လာတဲ့သူတွေအဲ့တနေကုန်ကြီးနေထိုင်ပြီးတော့အဲ့လိုလေဟိုဗာလဲဒါလို့ရှိရင်အဲ့လိုလှုပ်ပြီးလှုပ်ပြီးလှုပ်ပြီးလို့ရှိရင်တွားရိုက်တယ်ဆိုရင်သူတို့ကထိုင်ပြီးတော့အဲ့လိုဘယ်လိုပြောရမလဲကိုချင်းစားတာပေါ့ကျော်ကိုယ်တိုင်လည်းအဲ့လိုမျိုးလိုက်ထိုင်နေဘူးတော့ ဲ့သွားရိုက်နေတဲ့သူနဲ့ဒီလိုထိုင်းလိုက်ဆောင်ပေးနေရတဲ့သူကပြင်ပမှုကြံတူတူပဲဆိုတော့ဒီအားကြောင့်မို့နောက်ပိုင်းဘသူ့မှာမလိုက်ခံဘူးကျတော့ကိုကရှူတင်တစ်ခုရှိရင်ကိုဘကိုသွားတယ်ကိုဘကိုလာတယ်အတစီနဲ့သွားတစီနဲ့လာပေါ့အဲ့လိုမျိုးတော့မရှိဘူးအဲ့လိုမျိုးတော့မရှိပေမဲ့လည်းဒါအော်ကားလေးတစ်စီးလောက်ရှိရင်တော့ကောင်းမယ်ဆိုရင်စိတ်တော်ဖြစ်မြင်ရပါဘာဖြစ်လို့လဲဆိုတော့အာဒီလိုဟိုသွားရေးလာရေးပေါ့နော်သွားရေးလာရေးကတော့ဒါတစ်စီးကတော့ မဖြစ်မနေရှိထားတဲ့လို့ကျွန်တော်ထင်တယ်အဲဒါကြောင့်မို့အာကားလေးစီးလောက်ရှိရင်ကောင်းပါပဲဒါလောက်ပါပဲတက္ကစီနဲ့သွားလို့လာလို့ဟိုလိုဟို feeling မျိုးပါညာမရှိပါဘူးအငယ်ငယ်တုန်းကတော့အဲ့လိုမျိုးလိုချင်တာဆိုရင်ချက်ချင်းအဲ့လိုတောင်းတတဲ့အကျင့်ရှိကောင်းရှိရင်လည်းရှိမှာပေါ့ဒါပေမဲ့ကြီးလာတဲ့အချိန်မှာကျတော့ကိုကရရရဟိုဘယ်လိုပြောမလဲနားလေတတဲ့အရွယ်လေးရောက်နေပြီနော်အဲ့လိုဆိုတာကျတော့ဒါအာမပြောဘူးတခုခုလိုချင်တယ်ဆိုလဲအာမပြောတော့ဘူးခုနောက်ပိုင်းမှာကိုကကိုလေးပဲ အာငါဒါလူချင်းနေရပဲဆိုမှတ်ထားလိုက်တယ်ကိုပါကိုလေးပဲဒါအပြင်ပြန်စုပြီးတော့ပြန်ဝယ်ပေါ့လို့ပါအမြင်လည်းပြောဥပါအဲ့လိုကျွန်တော်အိမ်ကလူတွေနေဆိုရင်အဲ့လိုတရုပ်ဆောင်မနေနဲ့ရှက်တက်တဲ့လေပါအဲအဲကြောင့်တိုင်းနေဆိုရင်လည်းဒီ acting ဘိုင်းနဲ့ပတ်သက်ပြီးပါညာခါမှလည်းမဆွေးနွေးဘူးသူလည်းမတင်ပေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကမပြောလို့လေအဲသူ့ကိုတိုက်ဒီရလေးဒီရလေးကဘယ်လိုလုပ်ရလဲပြောသူကတော့ရှင်းပြမှာပဲဒါပေမဲ့အဲ့လိုမျိုးသူ့အချိန်မှာပြန်ပြီးတော့လုံပြရမှာအာရှက်နေရအဲအဲကြောင့်လည်းပါ shooting နေအိမ်ကလူတွေကိုမခေါ်လား ကျွန်တော်ဆက်လို့ပေါ့နော်အဲ့လိုကျွန်တော်တို့ကအခုမှလူပညာရှင်လန်းအစလို့ပဲပြောရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါအာလာသမျှလို့ပြောရမလဲလာကန်းလန်းသမျှလေးတွေတော့ကျွန်တော်အဆင်ပြေတယ်ထင်တော့ကျွန်တော်ရိုက်လိုက်တာပဲအာဘယ်လိုပြောရမလဲအဲ့လိုခရီးအနီးအဝေးနဲ့လိုက်ပြီးတော့အဲ့လိုမျိုးလက်ခံတာမျိုးတော့မရှိဘူးအာဆောနာအမပြောလို့ဆိုရင်တော့ဟုတ်တယ်ဘယ်လိုပြောရမလဲကျွန်တော်တို့ဒါကားလိုချင်တယ်ဆိုတာလေအဲ့အချက်တွေပါတယ်တလောက်ပဲမကုန်ဘူးဆိုရင်တက္ကစီကအနည်းဆုံး တသိန်းကနှစ်သိန်းလောက်သွားရနော်ရန်ကုန်မြို့မှာလေအခုခေတ်နေထားနေဆိုရင်လေအဲ့လိုမျိုးဆိုတော့ဘယ်လိုပြောရမလဲရရနဲ့မကာမီရဲ့ပုံစံပေါ့ဒီတက်စီမမစီရင်လည်းကျွန်တော်ဒီထုတ်ကြီးထုတ်ငယ်တွေနဲ့ဗစကားလည်းသွားစီလို့မရဘူးအဘယ်လိုပြောရမလဲတခါတလေအဲ့လိုတငယ်ချင်းတွေနဲ့နီးလို့အာလာခိုင်းတာဘာညာမျိုးရှိပေမဲ့အမြဲတမ်းကြီးကြတော့ဒါကိုယ်စွေမျိုးသားချင်းလည်းမဟုတ်ကိုမိသားစုလည်းမဟုတ်တော့အာတခါနှစ်ခါပဲကောင်းတာပေါ့သိရမလားအာဘယ်လိုအမြဲတမ်းကြီးကြတော့သူတို့လည်းညှိုးညင်ပါပေါ့ကိုယ်လည်းအားနာတယ်လေအဲ့လိုအဲ့လိုမျိုးလေးရှိတယ် အာကျွန်တော်အခုဒါဆွဲရောပုံမြင်ဆိုတဲ့ဒါကျွန်တော်တို့အာဇလန်းလေးပေါ့ဇလန်းလေးကိုကျွန်တော်တို့ဒါရိုက်ရိုက်ကူးနေရဖြစ်ပါတယ်ဒီဇလန်းလေးထွက်လာရင်လည်းအများကြီးအားပေးပြီးတော့အများကြီးချက်ပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ